ားလုံးပဲမင်္ဂလာပါရှင်။ Story Ore World Channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုပါတယ်ရှင်။ဒီနေ့မှာတော့ပရိသတ်များနာဆင်ဖို့အတွက်ဖြိုကပြည့်တစာမလေးတေရီမာဆိုတဲ့ဇာတ်လမ်းလေးကိုရွေးချစ်ထားပါတယ်။ဇာတ်လမ်းလေးကိုအစားကနေအဆုံးထိလိုက်ပါလို့နာဆင်ပေးပါပါရှင်။ဘလို့ဘလို့ပြန်ပြောဆက်မအောင်။တခင်မနာကြများလွဲလေသလားကွ။ဟုတ်ပါရဲ့တခင်မ။ တကယ်မောင်အမျိုးသမီးတယောက်ကတွေ့ဝင်တောင်းနေပါတယ်။မဖြစ်နိုင်တာကွယ်။တကယ်မဘဝမှာအမျိုးသမီးကတွေ့ခွင့်တောင်းနေဆိုတာမဖြစ်နိုင်တာပဲ။သူကဘာလို့လဲ။ဘာကိစ္စကတွေ့နေတာတော့။တလားကြိုတင်ချိန်ဆက်ထားခြင်းမရှိရင်တကယ်မဘသူမှမတွေ့တာ၊ तू မသိဘူးလား။တိတ်ကြက်တည်းရှိရအမျိုးသမီးတယောက်ပါတကယ်မ။ကိုရေးကိုဒါကိစ္စကြောင့်တကယ်မကိုပဲတွေ့ပြရစေ။တကယ်မနဲ့နှစ်ကိုကြာပြောပြရစေတဲ့။ဖေယားဖေယား ဟုတ်ရဲ့လားကွယ်ကဲ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 ထားပါတော့လေသူ့ကိုဖြော်ရင်းနဲ့ဧကန်ထားလိုက်ပါကွယ်တခင်မလာခဲ့မယ်ခနာဆောင်မပြောထားလိုက်နော်အင်းကျမတို့ပြည်တစားတရားကိုမြို့သမီးတယောက်ကတွေးခွင့်တောင်းနေဆိုပါလားထူးဆန်းလိုက်တာကိုကိုကိုမန်ရှိမှာတစ်ချက်လက်ပတ်ကြည့်လိုက်တယ်ပြီးတော့အပေါ်ယုံလေးကိုအသာရခြုံပြီးဧကန်မစီကိုထွက်လာခဲ့အိုးညနာလီကအကြက်တည်းရှိတယ်လို့အေးချမ်းလာပါလား ဧကန်စန္တကူးညောင်ဆောင်မှာဌာနေရဲ့အဖြစ်ကင်းစင်တဲ့မျက်နှာလေးနဲ့ကျက်တည်ရရှိနေရဲ့ကျမနဲ့တက်တူရွယ်တူလောက်ရှိမယ်မိန်းကလေးတယောက်ကျမဧကန်အပြင်စင်ခန္ဓာပုံကိုစိတ်ဝင်တစားကြည့်ရင်ကျမကို စောင့်နေရတွေ့လိုက်ရတယ်ကျမသီရိမာပါ သူကျမကိုမော့ကြည့်ပြီးပါဇက်အဟောင်းသားနဲ့ခဏငေးမောသွားတယ်ပြီးမှတတိဝင်လာပြီဒီလောက်လှပကြော်ရှင်ပြီးကျက်တည်ရှိလာတာ တတိမှာပဲဖြစ်မှာပေါ့နိုင်ငံတော်ရဲ့အချောဆုံးအလှဆုံးကျက်တည်အရှိဆုံးပွဲကိုခံယူထားတာပဲကျမတော်ငေးမိသွားရတယ်ကျမဥတ္တရာပါသူမနာတထေကြီးရဲ့ချွေးမပါရှင့်ဩနန္ဒတထေလေးရဲ့ကျင့်ရာကိုနာမည်ကိုကြားဘူးလားကြားပါပကောတိတ်တော်ပြီးတော့ခင်မို့တိတ်ကယူစိုက်တဲ့မင်းမမြတ်လေးတဲ့ကျမယုံသွားပြီထိမေကျမပြောပြပါအောင်မေဒီနိုင်ငံရဲ့မင်းမျိုးမင်းတွေ တထေးတဲ့ကြွေထဲမှာကျမစီကိုရောက်လာတဲ့တအိုးရဲတော့သူ့ကိုပြပါဆိုရင်ရှင့်ရဲ့နူးညံ့တိမ်မွေးတဲ့ပြူစုမှုအောက်ကရှင့်ခင်မုံမဲရှင်သိရလား။အင်း။သူတတိမာနဲ့မတွေ့ဘူးတာကြောင့်တတိမာစီမလာတာကြောင့်ကျမမအခဲတွေ့ပြီးနောက်ဆုံးကျမကပဲတတိမာစီလာပြီးတတိမာကလာပေးဖို့အကူအညီတောင်းရတာပေါ့ရှင်။ဟမ်?ဘလို့?ကျမဒီနေ့ဘာဖြစ်တယ်မသိဘူးရှင်။ ်ထိုးစမ်းနာရီနဲ့ပဲကြုံတွေ့နေရတယ်။တခုခုမားနေသလားပဲ။ကျမထင်အမကျမကိုရှေ့ခင်မုန်းနဲ့တွေးစီခြင်းသလားပဲဟုတ်လား။ကျမသိတာဂုံတရရှိမြို့သမီးတွေကသူတို့ခင်မုန်းတွေကိုကျမစီချေဦးလှမ်းမှာတိတ်ကြောက်ကြရလေ။ပြောရမှာအားနာပါတဲ့သေးပြီမှာကျမဖခင် သူမနာတထင်းနဲ့ကျမခင်မုန်းဟာဗုဒ္ဓရဲ့တရားတော်ကိုတတ်ဝင်ယုံကြည်မှုမရှိကြဘူးလေ။ဗုဒ္ဓရဲ့အဆုံးအမကိုလက်မခံသေးဘူး။ ကျမတော့ကျမမိဘတွေတို့ဒါနသီလဘာဝနာကို အားကိုးပြုပေးနေရဲ့ဒါပေမဲ့ရှင်သိလာတဲ့ရီမှာကျမလေသူနဲ့အကြောင်းပါပေးတဲ့ကကျမကိုလေဥပုပ်လေးတောင်စောင့်ခွင့်မပေးပဲနေစဉ်သူ့ကိုပဲပြုစုစေတယ်အမခင်မောကအမောက်သိချစ်တာပေါ့ဒါချစ်တာလို့ခေါ်လာတဲ့ရီမှာပြုံမြင့်မှုတွေကုံသွားခြင်းရောအစင်းလာတော့အရွယ်နုပြောတော့ကျမ်းမတန်ဆန်းတော့ချစ်တာပေါ့ ။"အိုးအမအုတ်တရာ။ကျမအမေလည်းဒီလိုပဲသိတာ။ဘယင်မင်းမြက်ကအစတနိုင်ငံလုံးအနှမ်းခရရတဲ့ပန်းကလေး။ဟော။သူလဲအိုမင်းရောဘသူမှအရေးမလုပ်တော့ဘူး။ခုလဲကြည့်လေ။ကျမမပါရင်ဘယင်မင်းစီဘာပွဲမှလုပ်လို့မရအောင်။ဘယ်တန်တမန်ဧည့်သည်မှတွေ့လို့မရအောင်။ကျမအားရရက်ကိုသူညှိပြီးစီစဉ်ရတာပြောစမ်းမအမအုတ်တရာကျမရဲ့ပြုံမြင့်ခြင်းကဘလောက်ထိခံမလဲနောက်9နှစ်လားနောက်10နှစ်လား သူမကကျမကိုညီမငယ်လေးတယောက်လိုနှနိုးစွာပြုံးကျင်နေရဲ့ကျမဘယ်လိုကူညီရမလဲပြောလေ15ရက်တည်းတည်းကျမအိမ်မှာလာနေပြီးတော့ကျမခင်မို့ခင်မို့တယောက်လိုပြုစုပေးပါညီမရဲ့ဗုဒ္ဓနဲ့တန်ဃာတော်တွေကိုကျမစွန့်ဖိတ်လုပ်သေးကြတယ်တီလာဆောက်တည်ကြတယ်15ရက်ထဲပါကြာတဲ့ငွေကုရီယာပေးခဲ့ပါမယ်ညီမရဲ့15ရက်တောင်ညလာပါလားပြီးတော့အမခင်မို့ဟာ ကျမပြုစုလုပ်သေးတာနှစ်သက်မယ်တော့အမထင်လာရင်ငါညမလောက်လှတာရာစကြိုးမှာရှိလိုတာညမလေးရဲ့ပြုံမြင့်မှုနဲ့အလှပကို ကိုးွယ်ယောက်ျားတယောက်ကလောကမှာအလှဆုံးလို့ပြောလို့ရရင်ညမကိုနှစ်နဲ့တက်ဖို့ဆိုရင်ကျင်းတည်ပြီသူဟာယောဂီပဲအမခင်မောကြောင့်အမသိပါတယ်ညမငယ်သူမင်းနဲ့တွေ့ရနောက်ကြရအောင်ထင်ပါတကယ်ဆိုကျမဒါမျိုးရက်ရှည်ပြုစုရလက်မခံစေဘူး အားလုံးကိုနေပိုင်းနိုင်ပိုင်းတော့ပဲပြုစုရတာဒါပေမဲ့ခင်မုန်းတွေဇနီးကိုယ်တိုင်လာတယ်ဆိုတော့ကျမလက်ခံလိုက်ပါမယ်ပြီးတော့ဗုဒ္ဓအထွတ်ဆိုတဲ့စကားကိုကြားရတော့ကျမတို့အနယ်ရဟန်းတာမကြီးအမ္မပါဠိကိုမြင်မိလို့ပါဝမ်းသာလိုက်တာညီမငယ်တာထုတာထုတာထုပါဒါဆိုအမမနဲ့ပြန်ယထာလှုပ်လိုက်ပါမယ်အိုးကိစ္စမရှိပါအမကျမယထာနဲ့လာခဲ့ပါမယ်ကျမရဲ့မင်းဖြူလေးကောင်နဲ့ယထာလုံး နန္ဒတထေလီရဲ့အိမ်ရှိရောက်တယ်ဆိုရင်ပဲကျမနဲ့အတူပါလာတဲ့လူသမားတွေကကျမကိုတကားဖွင့်ပေးခြင်းမှာအုတ်တရာကအိမ်ထဲကပြုံးရှင်စွာပြေးထွက်လာပြီးယထာဘော်ကဆင်းမဲ့ကျမကိုသူ့လက်နှစ်ဖက်နဲ့စည်းကြိုဖေးမာတယ်အတင်းဆောင်နေတဲ့သူ့အချွေရံတွေက ကျမတစ်တာတွေကိုတည်သွားကြအေးသူကျမလက်ကိုဆွဲပြီးခန်းနာလာတဲ့ဂေယာကြီးအပေါ်တက်ကိုတက်ခဲ့အေးလေကားထိတ်နှစ်ဖက်မှာမိမပြိုနှစ်ယောက်စီကကျမတို့ကိုအရှုတ်တီးပေးကြအေး ညီတို့အရှင်အခန်းတွင်းမှာလားဟုတ်ကဲ့ပါတခင်မဧည့်သည်တွေတခင်အခန်းနဲ့ကလေးအခန်းမှာပြင်ထားပါတယ်အေးအေးအေးမင်းတို့လွတ်လပ်စွာနေကြတော့သူသူမကိုလည်းဆွဲခေါ်လာပြီ ကျမတို့ပြင်ထားတဲ့အခန်းလိုထင်ရတဲ့အခန်းရှိမှရက်ပြီခဏတပြုတ်နားအောင်နော်ညီမလေးခဏနေတထင်းပင်းနဲ့တွေ့ဖို့အမလာခေါ်မယ်တလန်ပေါ်မှာထိုင်ရင်ကျမဘဝအကြောင်းစဉ်းစားမိရဲ့ကျမရဲ့မိခင်အမိကတလာဝတီဘေမီတာရာမင်းကြီးရဲ့အမတ်ချုပ်ကြီးရဲ့သမီး ဝေတာလီဂါနာနိုင်ငံတွေရဲ့ဥပဒေအရနိုင်ငံတနိုင်ငံကမြင့်မြတ်တဲ့မျိုးနွယ်မိကလေးတယောက်တိတ်ချောတိတ်လာလို့ခုနှစ်ပြည်ကြောင်မင်းတွေလာတောင်းရန်ယူရပြီဆိုရင်ဒီမင်းကလေးကိုနိုင်ငံတော်ရဲ့သမီးမြင့်မြတ်သူအလုံးပိုင်သူဆိုတဲ့ဘွဲပေးရအေးဘရင်ကိုရိုင်းစံနှန်းဥယျံတိဆောက်ပေးရအေးမင်းစိုးရာစာနဲ့ဘရင်ဘွဲပေးထားတဲ့တထေးတွေကိုပြုစုရအေးမင်းခမ်းမင်းသားတွေကိုဥစည်းရအေးတပည့်တော်မင်းတွေကိုဧည့်ခံရအေးစင်မဲ့အရှိအရှိန်မွေရှိရင် မာယာနဲ့ညီနိုင်ရတယ်တရင်နိုင်ရတယ်ဒီလိုပွဲပေးလိုက်တဲ့အချိန်မှာကျမမိခင်ရဲ့ချစ်သူအဖေရမင်းသားကကျမအမေကိုနှစ်ချီပြီးငှားခဲ့တယ်ကျမရဲ့မိခင်ဟာအဖေရမင်းသားရဲ့အကြောင်းပြုဆုံးမဲ့ပြီးတားလေးတောက်ဖားမြင်ခဲ့တယ်တားယောက်ျားလေးကိုမငယ်ရအောင်အဖေရဘရင်ကိုယ်တိုင်နန်းရင်းခေါ်ယူသူ့ရင်သွေးလေးကိုစီဝက်ကလုံးမှဲ့ပြီးနန်းရင်းမှာထားခဲ့တယ်ကျမအမွေးဖွားခဲ့တဲ့အခါမှာတော့မအီတူတဲ့အပြင်မအီထက်တောင်နူးညံ့လှပလို့ ကျမကိုမိခင်ရဲ့အရိုက်ရာကိုဆက်ခံစေခဲ့တယ်။ကျမမိခင်ကြီးကွယ်လွန်တဲ့အခါကျမကိုသိချစ်တဲ့ကျမရဲ့အကိုကြီးဟာတမားတော်ကြီးစေဝကဆိုပြီးထင်ရှားခဲ့တယ်လို့ကျမဟာလေရာဇကြိုရဲ့ရုပ်အစင်းအင်ကကျန်အင်လက္ခဏာပညာအဖျားဖျားနဲ့ပြည့်စုံတဲ့မင်းအတိမတ်ပြုတ်တိုင်းပြည်ရဲ့အထေကကြတဲ့ဝန်တန်းတူဖြစ်လာတာပေါ့ဒီလိုနိုင်ငံ့သမီးပြို့တွေဟာမဟာစီမဟာသွေးပဲဖြစ်ရတယ်လေကျမတအပ်တဲ့တောင်းဟုတ်လားအဲ့ဒါတွေကတဲ့ အကမျိုးစုံကပြတင်ပြတက်ရတယ်။နှစ်တူရိယာပစ္စည်းမျိုးစုံတီးတက်မှုတက်ရတယ်။သုံးအခါရသည့်အလိုက်တင့်တော်တဲ့ဝစ်စားစင်မှုကိုရိုင်းရောမင်းအခမ်းနာအတွက်ရောဘယင်ကိုပါဆင်မြန်းနိုင်ရတယ်။လေးရုံနဲ့လိုက်တဲ့ခြေသပြင်ဆင်မှုငါအိယာကတဲ့ပန်းအလှပြင်စံအိမ်တော်ရှုမဝါစက်တည်နေပြည့်စုံအောင် ပြင်ဆင်မှု၆လူအမျိုးမျိုးနှစ်သက်ပျော်ရွှင်အောင်ပြုစုမှု9တည်ရည်တည့်ရအမျိုးမျိုးရောဆက်ရမှာလိမ့်မှာမှု10 ရှစ်ကာမမွေလျော်ပုံအမျိုးမျိုးအတက်ကိုလေးမြားကြည်တန်ရာခွဲစိတ်ကူတာပေးရတဲ့အတက်၁၀အချဲ့ပြုတ်ကျွမ်းကျင်လိမ့်မှာမှု၁၁ဖကြီးစနစ်အဝိစားတွေကိုကိုယ်တိုင်စံပြချုပ်တက်လုပ်တက်မှု၁၃ခလေးတင်ငယ်တွေကိုစောင့်ရှောက်မှုအတက်၁၄ဘာသာမျိုးစုံကိုရေးနိုင်ဖက်နိုင်ပြီးတိုင်းတစ်ပါးမှာဘယင်မင်းသားစားတဲ့တန်တမန်တွေကိုပြုစုစဉ် နိုင်ငံအတွက်သတင်းအချက်အလက်တွေကိုနှာယူစုံစမ်းခြင်းအတက်15ကုန်ရခြင်းအတက်16အိမ်တွင်းပရိဘောကနှစ်သက်ဖွယ်ထားသူခြင်း19လင်းယောက်ျားကြီးနဲ့နှစ်သက်အောင် ပြုစုတက်ခြင်းအတက်နဲ့ပြည့်လဲတင်ပြခြင်းအတက်18နို့ထောဘက်မလိုင်းဒိန်ခဲစတာတွေကိုကိုယ်တိုင်စီရင်ခြင်းအတက်ဒါပြင်မြို့ဒန်းတွေကိုလည်းနိုင်ငံတော်အတွက်စူးစားခြင်းစီရှိအောင်တက်ခြင်းဆက်စုဖျော်ဖြေကပြခြင်းရဲစိတ်ရဲမှန်ပြေဝအောင်တက်ခြင်းတွေ ဆက်ဖြောဖြစ်ပေးခြင်းဒါတွေတက်ရတာပေါ့ဒါကြောင့်နိုင်ငံတော်ကကြည်တယ်ဆိုတာနိုင်ငံကုံဆောင်ပညာရှိမင်းမျိုးနယ်ဆိုပါတော့ကျမအမေနဲ့ခေပြိုင်အမ်မပါလီဆိုရဲဝေတာလေးကကကြည်တယ်ဆိုရင်လေမူကြီးမကြီးတွေထက်တာပညာတာလုံးနဲ့ပြင်ဟောခုဆိုရင်လေဗုဒ္ဓရဲ့သမီးတော်ဘယင်နာဥခတ်ရတဲ့ရဟန္တာထေရီမာကြီးဖြစ်နေပြီပေါ့အင်းကျမလည်းဒီနေ့နေ့မှာဗုဒ္ဓကိုယုံကြည်သူဖြစ်လာမလားမသိဘူး ဒါပေမဲ့ကျမကတော့လက်ရှိကျမရဲ့ပြုံမြင့်နှုတ်နယ်မှုကိုသိတဲ့ဘောကြတယ်။ကျမခြေတော်လေးတစ်ချက်ခတ်လိုက်တာနဲ့ဘယင်ကအစမင်းဆွေဆိုမျိုးတထေးရဲ့ငွေအားလုံးကျမခြေတော်အောက်ကိုရောက်လာတာလေ။ညီမရေတထေးမင်းနဲ့တွေ့ရအောင်။သူ့နောက်ကနေခက်ရီကိုလိုက်သွားလိုက်တဲ့ကျမရဲ့ကလေးအခန်းထဲမှာတထေးလေးကိုတလုံးညောင်းဆောင်ပေါ်ထားနေရတွေ့ရတယ်။သူ့တေးကိုရှေးခွင်းနဲ့တောက်နေရောအချိန်ခန့်ညားမှုန်ရည်တယ် အပူပင်အကြောင်းကြားစိတ်တော်ကားကို သူစိတ်တဲ့အရှောင်မခံပုံပဲဥပရိယောက်ကောင်းတယ်လို့ဥဒရာပြောတယ်လို့ပဲကာမတုခလိကံတို့ယောကကျင့်သုံးအာထံပုံပဲဆိုတာအကဲခတ်လို့ရတယ်ဘလို့ပဲဆိုဆိုသဘောထားဖြောင့်ဆင်းပြီးနှက်လို့ပဲအစဉ်ရှိသူတို့တတ်မဲ့ရမှာပါတိရိမာရောက်လာပါပြီအရှင်သာ သူသူမကိုလှမ်းကြည့်လိုက်တယ်ကျမလည်းသူ့ကိုစိုက်ကြည့်လိုက်တဲ့အချိန်မှာကျင်းတယ်ပြီး သူ့အကြည့်ကိုကျမရဲ့ယူပါရုံကတန်လိုက်လို့ဆွဲဆောင်သွားပြီမခွာတော့ဘူးသူ့ဥဒ္ဒတာရှိနေရမသိရောကဲတီရီမကိုအိမ်ကိုခင်မလို့သဘောထားပျော့ပျော့နေနော်အင်းစီအမှုလုပ်တွေကလည်းရှင့်ကိုကျမနဲ့မချာခါစားယူသေးကြပါလိမ့်မယ်ကိုခင်မလို့သဘောထားဒီစကားကကျမ့ကိုပီတီဖြစ်စေရဲ့ကျမဥဒ္ဒရာကိုခေါင်းနှိပ်ပြလိုက်တယ်နန္တာကတော့ကျမ့ကိုအခြေဆုံးကောင်းဆုံးကြည့်နေရကမခွာနိုင်သေးဘူးဥဒ္ဒရာထွက်သွားတယ် သူကျမကိုကြည့်နေရောကျမသူ့နာတိုးသွားလိုက်တယ်။ဘာစကားမှမပြောတော့ဘူးလား။တေးလေးမှအလိုမရှိဘူးလားယင်။အိုးဒီဒီလိုမဟုတ်ပါဘူး။ဘျောင်းကနေဆိုတော့လေအံ့ဩသွားလို့ပါ။ဘာလို့။နှစ်သမီးတစ်ပါးကျုပ်ရှိရောက်လာတယ်လို့အိမ်မမြမက်နေသလားလို့ပါ။လှလိုက်တဲ့တေးလေးမရဲ့လှလိုက်တာ။ဒီနေ့ဒီရက်ထိတေးလေးမကိုမတွေ့ခဲ့ရတာ။သွားမရှာခဲ့တာတော့ကိုကိုကိုခွင့်မလွတ်နိုင်အောင်ပါပဲ။ ကျမလည်းသူ့ကိုမြင်မြင်ချင်းစိတ်ဝင်စားမိရဲ့။တရက်တွေသူ့ကျမကိုသူ့မျက်စိအောက်ကပြောင်းမခံအောင်။နောက်ဆုံးအစားတော့ကိုတော့တီရီမှာပြင်ဆင်ပေးမှအဝေစားကအစတီရီမှာဆင်မှ ကျမတို့ကဘာမှာဥဒရာမရှိတော့ဘူး။ကြေးကျွန်တွေရလေကျမကိုအင်ကြီးတခင်တတိကတော်ကြီးလိုရှုကျိုးခစားကြရဲ့။ကျမထင်နေသူ့ကျမကိုလည်းလွတ်မခံတော့ဘူး။ကျမလည်းအိမ်နောက်ရှင်မင်းမတယောက်လိုပဲနေကျင်လာတော့တယ်။ ကျမတို့အချင်းတွေကိုမေ့နေကြတယ်။ "तू ဟာ तू နဲ့ကျမစားတွေ့ရနေကို तू နဲ့ကျမရဲ့မင်္ဂလာ ထိမ့်မတ်နေလို့သတ်မှတ်တယ်။တိတ်ပျော်နေခဲ့ကြတာ။ဒီလိုနဲ့နန္ဒတထေးရှင်ခွေမှာကျမနေနေခဲ့တာနှစ်ဘက်ပြေခဲ့ပြီ။အင်း"တာမနေနာတာမနောဂောနေနာဂောနောတဲ့ကိလေသာတက်မဲ့သူနဲ့တရားကျင့်သူနေစဉ်ဗုဒ္ဓဝေယဝိစာနဲ့တိလမြဲသူဥတ္တရာနဲ့ ကာမကိုအလွန်ကျူးတက်မဲ့သူနန္ဒစီဝါမကိုက်နိုင်ပါဘူး။ကျမနဲ့နန္ဒကတော့တန်လိုက်နဲ့တန်လို့တိတ်လိုက်ဖက်တယ်။ပြီးတော့ကျမတို့နှစ်ယောက်မခွဲနိုင်တော့ဘူး။ကျမစိတ်ကိုကျမသိနေပြီ။ကျမသူ့ကိုမခွဲနိုင်ဘူး။မနေ့ပြန်15ရက်ပြေးမြောက်ပြီ။လင်သားကိမဲ့တဲ့အိမ်ကိုပြန်ရတော့မယ်။ငါဒီအိမ်ကိုသိဆက်ဆုပ်တယ်။တကယ်လို့ဥတ္တရာတည်ပြီးငါသားနန္ဒဇနီဖြစ်ခဲ့ရင်ကျမစက်ပြီးမတွေးချင်တော့။ကျမစိတ်ထဲမှာပြင်းပြနေရ။ ကျမသာနန္ဒရဲ့ဇနီးမယားဒီအိမ်ကြီးရဲ့တခင်မနန္ဒတလွန်ထက်ကထပြီးဘရင်ပေါက်မှာတွားရနေရတွေ့ရတယ်။ကျမကနန္ဒမိဝဲတဲ့ရတယနာစေတွေထောဘက်ပိတ်တာလောက်ကိုဂျီအိုနဲ့တွေ့နေရဲ့ထောဘက်တွေပုတ်ပွဲဆူနေပြီးကျမနန္ဒကိုတက်ချက်လှမ်းကြည့်လိုက်တယ်။သူ့ဘရင်ပေါက်ကနေအောင်ကိုငုံကြည့်ပြီးခေါင်းတငိမ့်ငိမ့်နဲ့ပြုံးပြီးအခန်းထဲပြန်လှည့်ဝင်လာတယ်။ဟင်။သူပါကြည့်ရလဲ။ ဘာလို့ပြုံးတာလဲကျမအပြေးလွာဗရင်းနာကိုတွားကြည့်လိုက်တယ်ချွေးတန်တရွှဲရွှဲနဲ့ဗုဒ္ဓနဲ့တန်ဃာတွေအတွက်စွန့်ချက်နေရဲ့ဥဒ္ဒရာပါလားဒီမိမဟာတရားကိုပဲနှစ်သက်တဲ့မိမမှာဘာလို့အဖိုးတန်လျောက်ကြရှိရတာလဲငါလိုပညာတက်အရာရာပြည့်စုံပြီးလင်သားကိုမကုန်ခန်းနိုင်တဲ့တာယာမှုပေးတတ်သူမှကြတော့ဘာလို့လင်သားမရှိရလဲကျမသူမကိုစွစွရဲကြည့်နေခြင်းမှာသူမကလည်းအမတ်တမဲမော့အကြည့် ကျမကိုလည်းတွေ့ရောလှမ်းပြီးပြုံးပြရဲကြည်လင်တန်ရှင်းတဲ့အပြုံကျမဒေါသကိုစွစေတဲ့အပြုံငါ့လောက်မချောတဲ့မိန်းမမဘာလို့ဒီလိုစွန့်ဝက်ဝဲဖြူစင်အပြစ်ကင်းတဲ့အပြုံရှိနေရလဲတဲ့ရငါ့ကိုကိုထီအနာယူနေတုံးမလားကျမဘာမှစဉ်းစားမနေတော့ဘူးမိဖို့ဘောကကြိုက်ကြိုက်စုံနေရဲ့ထောပယ်စီဘူးအိုးကိုတတိထာမလာပြီးဥတ္တရာခေါင်းပေါ်လောင်းချလိုက်တော့တယ်အမလီဘယ်နဲ့လှုပ်လိုက်တာတော့တခင်မကိုကဲကြပါအောင် မယုံဟောကြတဲ့အတန်နဲ့တူယောက်ျားမိန်းမတွေတဝဝအပေါ်တက်ကိုပြည့်တက်လာကြပြီးကျမကိုဆွဲထုတ်ရိုက်နေကြတော့တယ်သူ့အခန်းခဏပြန်သွားတဲ့နန်းဒါလေးပြေးထွက်လာပြီးဟဲ့ဟဲ့သီရိမာကိုဘင်းတို့ဘလို့ပြုတ်နေကြတော့အဲ့လိုဆိုပြီးတားတယ်မဟုတ်ဘူးအရှင်သာသူတခင်မကိုထောပက်စီဖို့ရေရင်းနဲ့လောင်းချတယ်ဟမ်ဥတ္တရာငါရဲ့ဥတ္တရာသိရှာပြီလားနန်းဒါအဖို့တပြင်းပြေးဆင်းသွားတယ်ကျမသိသွားပြီကျမရဲ့ဘဝအမှန် ငါကအခစားရိုင်းရိုင်းပြောရရင်ကြေးစားဥဒရာကနန္ဒရဲ့ကျင့်သူတတ်တာဇနီးမယားသာရမယားဖြစ်လို့ပြီးပြုံမမီရဲ့တိုင်အောင်နန္ဒရဲ့မြေတားစက်ကငါအပေါ်မှာမဟုတ်ဥဒရာအပေါ်မှာသာရှိရငါသိရပြီးဘိုင်ဟိုရိုင်းတဲ့အရာကို နာမည်မသိရဘူးရှက်ချင်းပူလောင်ချင်းဝန်နေခြင်းယူကျုံမရဖြစ်ခြင်းရောထွေးနေခဲ့တယ်ဒီချိန်မှာဟဲ့ဟဲ့ငါကျေးဇူးရှင်ခင်မောမအောင် အနေမပြုတ်ကြနဲ့တော့ရက်ကြတော့တော်တော့ဆိုပြီးကျမကိုပေါ်မှာလှဲချအောင်မို့ပြီးဝင်ကားတဲ့ဥတ္တရာကိုတွေ့လိုက်ရရင်ပဲကျမလှန့်လွန်လို့စက်တီတည်သွားခဲ့တယ်။ထောဘက်ရေပြီးတကူလုံးရွှဲရွှဲဆိုနေပါလေဒီအပူဟာသူ့မြစ်တာတက်ကိုမကျော်လွှားနိုင်ကြောင်းမျက်စိနဲ့တက်အမြင်တွေ့လိုက်ရတယ်။သူမတော်တဆပြုတ်မိတာဖြစ်မှာပါကွယ်။မဟုတ်ဘူးအရှင်မ။သူကြကြနနလောင်းလိုက်တာကျမတတိချာချာတွေ့လိုက်တယ်။ကဲတော်ပါပြီထားလိုက်ပါတော့။ ငါမမအန်တမဖြစ်ပဲကွယ်စိတ်မဆိုးကြပါနဲ့။ तू ဟာသခင်မတို့ကျေးဇူးရှင်လေ။ तू ဒါအရှင်သာလာမပြုတ်စုမဆောင်ရှောက်ရင်သခင်မတို့လည်းဝိတက်ဝိစာတာရှင်ရှင်နဲ့ဘုရားကိုစွန့်လို့ကျင်းနေမှာမဟုတ်ဘူးလေ။ကြည်စမ်းပါအောင်။သူခင်ဗျာဒဏ်ရာတွေတောင်ရနေရှာပြီ။မင်းတို့အားလုံးသူ့ကိုတောင်းပန်လိုက်ကြ။သူကိုယ်တိုင်ပြပြတယ်လေစေလင်းပေးရှာတယ်။နန္တာကတော့ကျမကိုဆူဆူဝါးဝါးတစ်ချက်ကြည့်ပြီးအပားကလှည့်ထွက်သွားတယ်။ကျမမှားပါပြီအမရဲ့။ အမတကယ်သူတော်ကောင်းပါမငိုပါနဲ့ညမရဲ့မငိုပါနဲ့ပို့ထုစင်ဆိုတာယာကပွားတလားမှားကြတာပဲလေကျမကိုခွန့်လွတ်တာအမကိုတိတ်အံ့ဩမိရဲ့ကျမမမုံဘူးလားယင်ညမလေးကိုမုံလိုက်ယင်ထောပက်ဘူရီယာတကူလုံးကိုလောင်ပြိုက်တော့မှာပေါ့ကြည့်ပါလားအမဘာမှမမဖြစ်တာဒါအမညမကိုမမုံဘူးဆိုတဲ့အထင်ရှားဆုံးတက်တည်ပါပဲညမလေးရဲ့ကျမသူ့ကိုဖက်ပြီးအာရပါရငိုလိုက်တယ် အဲ့ဒီနေ့ကပဲဥဒ္ဒရာရဲ့အကူအညီနဲ့ကျမအိမ်ကိုပြန်ခဲ့တယ်။ဗုဒ္ဓနဲ့ရဟန်း900တွဲစွန်စွန်ဟင်းတို့ကိုတညာလုံးကိုယ်တိုင်ချက်ပြုတ်ခဲ့တယ်။နောက်တနေ့မှာကျမပိုင်တဲ့မြင်းဖြူလေးကောင်နဲ့ယထာလုံးပေါ်မှာစွန်ဟင်းအပြင်းနဲ့ဥဒ္ဒရာအိမ်ကိုဒုတိယကျင်းရောက်လာခဲ့တယ်။ပထမတစ်ကျင်းကတရက်ပေါ်လော်လီတဲ့စိတ်နဲ့ကိုမာလှတထဲလာအောင်မာနဆောင်လာပြီးအခုတစ်ကျင်းလာရမှာတော့ကျိုးနုံအောက်ကျိုးတဲ့စိတ်တညာလုံးပင်ပန်းထားပြီးမဲဝိမာမှုမရှိ ၊ပကဒနာမဆန်တဲ့အဝိတ်တွေနဲ့ဖြူစင်တက်ကြွတဲ့အပြုံးကိုစောင့်ရက်စုံးအုပ်ကိုခြေလင်းတည်လာတဲ့ကျမကိုလန်သွာလန်းလာတွေမြင်ပြီးပီတီသောမနာတာဖြစ်နေကြတယ်။ဗုဒ္ဓကိုတွေ့လိုက်ရတဲ့အခါမှာလူအလုံးကဖခင်လို့ခေါ်ရတဲ့အကြောင်းရင်းကိုသိခဲ့ရတယ်။ဗုဒ္ဓကိုဒီနေ့တည်းအထိမဖူးတွေ့ပဲနေခဲ့တာ။ကျမကိုကျမခွင့်လွှတ်နိုင်စရာအကြောင်းမရှိပါဘူး။မိတီရီမှာလှလိုက်တဲ့တီရီမှာရဲ့လှလိုက်တာဒီနေ့တည်းအထိတီရီမှာကိုမတွေ့ခဲ့ရတာ။ သွားမရှာခဲ့တာကိုတော့ကိုကုတ်ကိုခွင့်မလွတ်နိုင်အောင်ပါပဲမိမ့်မိတ်လျှောက်ပြန်ချားရောင်ပြီးကျမကိုကျမချိန်ဆမိပြီးစွန်ဖုံပြီးပြီးတော့ဗုဒ္ဓကကျမကိုခယူနာအပြေးပါတဲ့အပြုံနဲ့လှမ်းကြည့်ရဲ့ကျမကဖခင်ရမန်နေ့ကကျမဟာကျမရဲ့ကျေးဇူးရှင်ဥဒ္ဒရာကိုမပြူကောင်မပြူအပ်တဲ့အရာထောပက်စီပူလောင်ပြီးတေချောင်းကြံခဲ့ပါတယ်သူတို့ကောင်းကိုစော်ကားမိရတဲ့အတွက်ကြီးစွာသောပြမလွတ်မြောက်ခြင်းတွေအတွက် ကြီးစွာသောနောင်တတရားနှင့်တူအဖဖရားရှင်ရှေမောင်ရောက်လာခဲ့ပါတယ်။ချစ်သမီးသူတော်ကောင်းကိုပြန်မရင်ကြီးစွာသောအပြစ်ရှိရလို့မှတ်လေလို့။ချစ်သမီးချစ်သမီးတဲ့ဘဝမှာတခါမှမကြဘူးခဲ့တဲ့လောကမှာကျမတို့ဒီလိုခေါ်မဲ့သူမရှိဘူးထင်ထားတာ။မရှိဘူးတဲ့ဖခင်ဆိုသူစီကကြားကျင်ဆုံးစကားဗုဒ္ဓကချစ်သမီးတဲ့ကျမမျက်ရည်တွေကျလာတယ်။ချစ်သမီးဥဒ္ဒရာ ထောပက်စီပိုးနဲ့လောင်းတဲ့ကဘလို့ရှိတယ်။တပည့်တော်ဟာတိရိမာကျေစုကြောင့်ဌာနကိုပြုခွင့်ရပီးရဲ့။တိလောက်စောက်တည်ခွင့်ရပီးရဲ့။ဗုဒ္ဓကိုဖူးတွေ့ဆွန်းလုတ်ကျေခွင့်ရပီးရဲ့။တိရိမာကကျေစုရှင်ပြီတကား။တာဒုတာဒုဥတ္တရာအမျက်ဆောင်မန်ကြီးသူကို အမျက်မရှိခြင်းနဲ့အောင်းနိုင်ရ၏။သူတော်မဟုတ်အကျင့်ရုပ်သူကိုသူတော်အကျင့်ဖြစ်အောင်နိုင်ရ၏။ ဝန်တူဆင်းလဲဆင်းတဲ့သူကိုစွန့်ကျဲပေးကန်လှူဒန်းခြင်းနဲ့အောင်းနိုင်ရ၏။ချွလဲဖောက်ပြမမှန်စကားဆိုသူကိုတစ္ဆာစကားနဲ့အောင်းနိုင်ရ၏။ကျမမျက်ရည်တသွင်သွင်းစီးကြတဲ့အထိပီတိဖြစ်ခဲ့ရ၏။ဒီမြတ်တော်တရားအစုလေးနဲ့ကျမစိတ်ကိုချက်ချင်းသိလိုက်ရ၏။အယူအဆအလွယ်တွေဒုလောဒုလောတွေ့ဝေမှုတွေအရေးကွန်ကွာကြခဲ့တယ်။ဓမ္မအရသာကွန်မျိုးလျက်ပီတိနဲ့ပေါ်ပါကြည်လျက်ရှိနေခဲ့တယ်။တံဝေကတရားချက်ချင်းရရှိလိုက်တဲ့ စိတ်ရဝါခေါနဲ့ပေါ်ပါးကြည့်လင်းသွားခဲ့ရတယ်။အိမ်ရဟာ၎င်း၊ဥစ္စာဟာ၎င်း၊ကျမရဲ့ယူပကာယဟာ၎င်း။အစရှိတဲ့တတ်မှတ်မှုအလုံးတို့ဟာကျမစိတ်ထဲမှာအပိတိုင်းစင့်ကြဲသွားခဲ့တယ်။သာဓု၊သာဓု၊သာဓု။ချစ်သမီးတွေမှာသင်ချစ်သမီးကအရိယာမဲအရင်အစင်းတို့စိုက်ရောက်ခွင့်ဝင်ပြီးဖြစ်ပေပြီ။လောကရဲ့ဘာကင်ဗုဒ္ဓရဲ့စကားဟာ အမအုတ်တရာတို့တိုက်ကြီးတစ်ခုတော့တိမ့်တိမ့်တုံသွားတယ်လို့ကျမထင်နိုင်မိတယ်။ကျမရဲ့မျက်ရည်တွေကတော့ရွှဲရွှဲဆိုလျက်ပင်ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တယ်။ပြည်တစာမလေးတေဘေးမှာဆိုတဲ့ဇာလံလေးကတော့ဒီမှလည်းပြီးပါပြီ။ဇာလံကောင်းများစွာကိုနားဆင်ခြင်းနဲ့ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။